ချစ်တော်သူများအားလုံးပဲမင်္ဂလာပါရှင်ချစ်တော်သူများအားလုံးပဲမင်္ဂလာပါအားလုံးကစိတ်ထိခိုက်ပြီးတော့စိတ်မကောင်းဖြစ်နေမယ်လို့ကျွန်မသိပါတယ်ကျွန်မကိုယ်တိုင်လည်းစိတ်ထိခိုက်ပြီးတော့အားလုံးကိုမြတ်တာပဲပို့နေတာပါ မြစ်တာပို့ရုံကလွှဲပြီးတော့လောလောဆယ်မှာကျမအနေနဲ့လည်းဘာမှဆောင်ရွက်နိုင်တာလည်းမရှိဘူးလို့ယူဆမိတယ်ဒါပေမဲ့ဟိုပေါ့နော်အခုဘယ်လိုပြောရမလဲဟိုအရန်ကိုစိုးတဲ့ငလင်ကိုကျမတို့ကြုံလိုက်ရတယ်ပေါ့နော်အဲ့ဒီအတွက်လည်းအသက်အိုးအိမ်နေအများကြီးဆုံးရှုံးနေနော်အဲ့တော့ဟိုကျမအနေနဲ့ပေါ့နော်အခုမြမပြည့်ရဲ့ဇာတာရောနော်အခုရှိနေတဲ့ ဂျူရီနက်ခတ်တည်းရဲ့ဇာတာရောကျမစစ်ကြည့်ပါတယ်ဒါကလည်းဟိုကျမဗီဒင်ပညာနဲ့ပေါ့နော်ဗီဒင်ပညာနက်ခတ်တာဗီဒါနဲ့ကျမစစ်ကြည့်ရဲ့ခါကြတော့ကျမဆက်ပြီးတော့ပြောပြရမယ့်ကိစ္စတွေရှိလာတာတွေ့ရပါတယ်အဲ့တော့ဒါကကျမအားလုံးကိုကြောက်စီဖို့ရွယ်တာမဟုတ်ပါဘူးတတိထားစီချင်တာပေါ့နော်တတိထားစီချင်တာနောက်တစ်ခုကဒါကိုကျမ ိုဒီလိုအချိန်မှာဒါကိုပြောသင့်မပြောသင့်ကျမတနေ့လုံးကျမစဉ်းစားတယ်အခုကျမတို့ရှိမှာမနေ့အစော3နာရီ32မိနစ်ပေါ့နော်တနေ့ကုန်ကျမစဉ်းစားတယ်ဘာကြောင့်လဲဆိုရင်ဟော ဂျိုးချောင်းလုံးပူးတယ်လို့ကျွန်မပြောခဲ့တယ်နော်မတ်လာမှာဂျိုးချောင်းလုံးပူးနေတယ်လို့ပြောခဲ့တယ်ဟုတ်ပြီအခုနော်ဒီလွန်ခဲ့တဲ့2ရက်3ရက်ကပဲစနီဂျိုးဟာကုံရတီကနေပြီးတော့မင်ရတီကိုသွားပြီးတော့နော်သွားပြန်ပူးတယ်စနီအပြောင်းပေါ့နော်စနီအပြောင်းကကျွန်မတို့ဒီမှာငလင်လှုပ်တာနဲ့သွားပြီးတော့သွားတူတယ်ပေါ့သွားတိုက်ဆိုင်သွားတိုက်ဆိုင်တာမဟုတ်ဘူးစနီဂျိုးအပြောင်းလဲဖြစ်တဲ့အတွက်ဒီလိုမျိုးဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့ဒါကိုတွေ့တော့ ။နောက်ကျမတို့ဘာရှိလဲဆိုတော့အခုမင်ယာဒီထဲမှာစနေလာပူးတဲ့အချိန်မှာ Yahoo ရှိနေတယ်။အဲ့တော့စနေရလဲပပချူဖြစ်တယ် Yahoo ကလဲပပချူဖြစ်တယ်ဆိုတော့သူတို့နှစ်ခုစုံတာဒါမကောင်းဘူးပေါ့နော်။မကောင်းဘူးစနေနဲ့ Yahoo ကသူကစနေရတော့စနေနဲ့ Yahoo ကသွားတာပြောင်းပြန်သွားကြတယ်။နော်အဲ့တော့တယောက်နဲ့တယောက်ကဥတီယာမတူဘူးပြောင်းပြန်သွားတယ်။အဲအဲ့တော့သူတို့နှစ်ခုစုံတဲ့အချိန်ကာလဟာ ပိုဆိုးနိုင်မယ်ပေါ့နော်အဲ့လိုဆိုတော့ကျမဒါကိုကျမတွေ့ထားတော့ကျမပြောပြရမလားမပြောရဘူးလားအတော့ဒါကျမအလားကိုကျမစဉ်းစားလို့မရဘူးအဲ့တော့ကျမရဲ့ဖေဖေပေါ့နော်ကျမဖေဖေရလည်းပြောတဲ့နဲ့ဘာကြောင့်လဲဆိုတော့ဒါဟာသမီးတိတာကိုသမီးပြောခြင်းအဖြစ်เนาะဟိုဘေးရင်ယုံသည်ယုံတဲ့လူပဲဖြစ်စေမယုံတဲ့လူပဲဖြစ်စေ เนาะဒါလေးသိနိုင်တယ်ဟောဖြစ်နိုင်တယ်ဆိုတာကိုသိတဲ့အခါကျရင်စင်ကျင်လိမ့်မယ်ပေါ့เนาะအဲ့တော့ပြောတဲ့နယ်လို့ကျမဖေဖေကလည်းပြောတယ်။နောက်ကျမကျမဘဘကိုလည်းကျမမေးတယ်။ဘဘအခု Yahoo နဲ့စနေနေ့ကတော့ main ရာဒီမှာလာစုံပြီ။ Yahoo ကလည်းသူ့ဟာနဲ့သူဆိုတဲ့ဂျိုပေါ့เนาะစနေရလည်းသူ့ဟာနဲ့သူဆိုတဲ့ဂျိုဖြစ်တယ်။เนาะအဲ့တော့တမီးတို့ဟိုပြောမယ်ဆိုလို့ရှင်တော့ပို့ပြီးတော့ကြက်တဲခက်ခဲတဲ့နေ့ရက်တွေကိုကျမတို့ ထပ်ပြီးတော့ရင်ဆိုင်ရနိုင်တယ်ပေါ့နော်အဲ့တော့အဲ့ဂျိုးနှစ်ခုစုံတဲ့အခါမှာနောက်တဘာဝဘေးတစ်ခုလာနိုင်တယ်နော်အဲ့တဘာဝဘေးကပြောမယ်ဆိုလို့ရှင်တော့ရေလဲပါမယ်လေလဲပါမယ်နော်အဲ့လိုဖြစ်တော့ပြောမယ်ဆိုရင် Yahoo နဲ့စနေနဲ့နော် Yahoo ရဲ့ဖြတ်သွားတဲ့အချိန်နဲ့စနေက Yahoo ကဒီလိုသွားတယ်စနေကဒီလိုသုံးနှစ်ယောက် crossing ပေါ့နော်ဒီ under ဟိုသွားတိုက်တဲ့အချိန်မှာဒါဟာ ဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့အဲ့အသွားတိုက်တဲ့အချိန်ကဘယ်လောက်လဲလို့ပြောရင်နော်ကျမနဲ့ဟိုကျမတွေ့တာပေါ့ကျမနဲ့ကျမဖေဖေနဲ့တွေ့ကြတာတော့နော်ဒီဧပြီလ18ရက်နေ့လောက်ဖြစ်ဖို့များတယ်နော်ဒါကကျမတို့ကဧပြီလ18ရက်နေ့လို့ပြောပေမဲ့ရှေ့ကိုねကျမတို့နည်းနည်းယူလိုက်မယ်နောက်ကိုနည်းနည်းယူလိုက်မယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့အဲဒီငလင်လောက်သွားတဲ့နေ့ကနော်စနေကအမှန်တော့ဒီမြန်မာပြည်က ပြက်ကလေးနေအရာဆိုရင်စနေက29ရက်နေ့မှာရွာရသည်ရွှေ့တာပေါ့နော်ဒါပေမဲ့ကဘာပြက်ကလေးမှာကျတော့ तू ကရှေ့ကိုနည်းနည်းလေးယူရတယ်တိုးရတယ်နီးစနစ်နည်းနည်းကွာတော့ရက်တွေနည်းနည်းကွာတယ်ဆိုတော့စနေဝင်နေကူးတဲ့အချိန်ကကျမတို့ငလင်လုတ်တဲ့အချိန်နဲ့နီးဆက်တယ်အဲ့ဒါတော့ကျမဒါကိုတွေ့တယ်ပေါ့နော်တွေ့တော့အခုလဲဟာယာဟုနဲ့စနေနဲ့ဖြတ်တဲ့အချိန်ရှိတယ်အဲ့ဒီအချိန်ကိုကျမအရန်စိတ်ပူတယ် နော်မြန်မာအထူးသဖြင့်မြန်မာနိုင်ငံအတွက်ကျွန်မအရန်ကိုစိတ်ပူတယ်အဲ့ဒါကြောင့်နော်ကျွန်မအားလုံးကို၆တာမဟုတ်ပါဘူးနော်တကယ်ကိုတဘာဘာဘေးနောက်တစ်ခုလာနိုင်နေဆိုတာကိုကျွန်မပြောပြချင်တာနော်အဲ့တော့ဘယ်တော့လဲလို့ပြောရင်ဧပြီလတည်းမှာပါဘလောက်လဲလို့ပြောရင်စေရက်ကနေပြီးတော့20ရက်အတွင်းမှာဖြစ်နိုင်ပါတယ်เนาะတကြံကာလလဲ ဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့မဖြစ်ဘူးဆိုလို့ရှိရင်တော့ဒါအရန်ကိုကျေစုတရားမယ်ကိစ္စတော့တဘာဝတရားကိုအရန်ကိုကျေစုတရားမယ်ကိစ္စဖြစ်သွားပြီဆိုရင်ကျမတို့ဘာမှမတတ်နိုင်ဘူးအဲ့တော့ဘာလုပ်မလဲပေါ့အဲ့တော့ရေရရပေါ့နော်ကျမကတော့ဖိဖိရှီရလေကျမရေရရမေးတယ်ဘဘရှီရလေကျမရေရရမေးတယ်နောက်အဲ့ဒီမှာလေးကိုကိုယ့်ဘက်ကကျမတို့ဘက်ကဘာလုပ်နိုင်တယ်လဲလို့ပြောရင် တတ်တဲ့ငုံတီလို့ရတယ်နော်ဟိုတနေ့ကဗီဒီယိုလေးတစ်ခုတွေ့တယ်နော်အဲ့ဒီငလင်လုံနေခါမှာဖះဖះဖះကဲပါโอเคဖះကိုတတာဟုတ်တယ်ဒါပေမဲ့ဖះဖះလို့တမဲ့ဟာပေါ့ကျွန်မတွေးမိတာပေါ့နော်တတ်တဲ့ငုံဘာကြောင့်လဲဆိုတော့ကျွန်မဟိုပေါ့နော်ဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိတန်ခံတရဏံကိစ္ဆာမိဒါလေးကိုဘလို့ပဲဆိုတဲ့အချိန်ဖြစ်ဖြစ် ဆိုပါဒါလေးကိုရွတ်ပါလို့ကျမကိုကျမဘဘကလည်းပြောဘူးတယ်။နောက်ဝိဇာဘဘကလည်းကျမကိုပြောဘူးတယ်။အမြဲတမ်းတဏ္ဍဂုံတီနေဗုဒ္ဓံတဏ္ဍကိသမိဓမ္မံတဏ္ဍကိသမိတန်ကံတဏ္ဍကိသမိဗုဒ္ဓံတဏ္ဍကိသမိဓမ္မံတဏ္ဍကိသမိတန်ကံတဏ္ဍကိသမိဗုဒ္ဓံတဏ္ဍကိသမိဓမ္မံတဏ္ဍကိသမိတန်ကံတဏ္ဍကိသမိဒါကိုအမြဲတမ်းတီနေသမီးဆိုပြီးကျမကိုဝိဇာဘဘကလည်းပြောဘူးတယ်။အဲ့တော့ တလနဲ့ကုန်းကိုဒီစေ့ကျင်တယ်ဖဖေကိုကျွန်မကဟုတ်ပြီဖဖေအဲ့လိုစုံတဲ့အခါရေဒီယာအနေနဲ့ဘလူတွေပြင်ဆင်လို့ရလေလို့မေးတော့ဖဖေကလည်းဝိဇာဘဘပြောတာနဲ့သွားတူတယ်ဗုဒ္ဓန္တနကိစ္ဆာမိဓမ္မန္တနကိစ္ဆာမိတန်တန်တန်ကိစ္ဆာမိတတနကုန်းကိုတီခိုင်းသမီးတဲ့နှုတ်ကနေတောက်လျှောက်ရွတ်နေတဲ့တတနကုန်းကိုတဲ့ငလင်ကြုံရင်လည်းငလင်ကြုံနဲ့ အခုလည်းငလင်တွေလှုပ်နေတာနော်ငလင်အသေးလေးတွေလှုပ်နေတယ်နော်အဲ့ဟာမျိုးဆိုလို့ရှင်လေဗုဒ္ဓံတန်ကိစ္ဆာမိဓမ္မံတန်ကိစ္ဆာမိတန်ငန်တန်တန်ကိစ္ဆာမိတောက်လျှောက်ရွတ်ပါတဲ့ဒါဆိုရင်နော်လွတ်တယ်အရန်အစွမ်းထက်တယ်တဲ့ကျွန်မဖေဖေကပြောတယ်ဘာဖြစ်လို့လဲလို့ပြောရင်နော်နှုတ်ကနေတောက်လျှောက်ရပါတဲ့เนาะအဲ့ဒီတရဏဂုံ၃ပါးရဲ့အစွမ်းကလေဒါကျမကိုယ်တိုင်လေးဂျုံခဲ့ရဘူးတဲ့เนาะ ဟိုဖေဖေတို့ဖေဖေလေးတရဏဂုံနဲ့ပဲเนาะသူ့ရဲ့ရှေ့မှာဒီ40မမဘုံသီးကြတာတောင်မှเนาะသူ့ကိုလာမစင်ဘူးဒါကြုံခဲ့ရတယ်အဲ့လိုပဲเนาะနိုင်ငံကြီးအကျဉ်းသားတယောက်ကိုအဲ့ထောင်လေးကလူတွေကဝိုင်းရိုက်ကြတာရိုက်တာမှပပဆက်ဆက်ရိုက်တာအဲ့ကလေးကအော်သူတို့ တေတော့မှာပဲတို့ငါ့ကိုတေအောင်ရိုက်ကြမှာပဲလို့သူကတွေးတာတဲ့အဲ့လိုတွေးတဲ့ခါကျတော့သူစိတ်ထဲမှာဘာဖြစ်လာလဲဆိုတော့ကဲတေတော့မယ်အတူတူကွာငါတဏ္ဏကုံလေးတီးပြီးတော့ပဲငါတေတော့မယ်ဆိုတို့ရိုက်နေတဲ့အချိန်မှာဗုဒ္ဓံသမိတ္တဗန္ဒံသမိတ္တံငန္ဒံဗုဒ္ဓံသမိတ္တဗန္ဒံသမိတ္တံငန္ဒံငန္ဒံသမိဗုဒ္ဓံငန္ဒံသမိတ္တဗန္ဒံငန္ဒံသမိတ္တံငန္ဒံငန္ဒံသမိဆိုပြီးတော့တောက်လျှောက်ကိုတဏ္ဏကုံတီးတာအဲ့လိုတီးတဲ့ခါကျတော့တဲ့နော်အရိုက်ခံနေရင်တဲ့တဏ္ဏကုံတီးတဲ့ခါကျတော့သူ့ရဲ့ကြောပေါ်ကိုတဲ့ နော်ခေါင်းအောင်နေမှုရရင်လာတင်ပြီးတော့ရိုက်တယ်လို့ပဲသူမှနာကျင်မှုလုံးဝမရှိဘူးတဲ့အဲ့ဒါကဒါအရန်ကိုသူကလေဟိုကျမတို့ဖေဖေကိုပြောပြရတယ်ဖေဖေကလည်းဒါကျမကိုပြန်ပြောပြရတယ်ကျမကိုယ်တိုင်လေအဲ့ဒီဗုဒ္ဓံသံကိစ္စမိတပန်းသံကိစ္စမိတန်ကန်သံကိစ္စမိတခုခုကြုံနိုင်ကျမအငြင်းတမ်းအဲ့ဒါကိုကျမရွတ်တယ်တရဏဂုံတည်တယ်ပေါ့နော်ဆိုတော့ပြောချင်တာကတရဏဂုံကိုအတက်နိုင်ဆုံးအရေးရဲ့အကြောင်းရေပေါ်လာခဲ့ရင်တရဏဂုံကိုတည်ပါ ဒါကိုကျမတခုပြောပြရစီနောက်တစ်ခုကကျမဖေဖေကပြောတယ်ဒါဟာเนาะအဲ့လိုမျိုးနှစ်ခုစုံတဲ့ကာလဟာအရန်ဆိုးတယ်အဲ့တော့ကျူပြီးတော့ပြင်ဆင်မှာသမီးကအခုပြောလိုက်ရင်နည်းနည်းတော့ရက်ကလိုသေးတယ်သို့တော့အခုကလေးကနိုင်တဲ့လောက်ကျူပြီးတော့ပြင်ဆင်မှာလို့ကျမကမေတ္တာနဲ့တိုက်တွန်းခြင်းတယ်เนาะအဲတမ်းမြာသည်ဆယ်လုံးဖျားမှာယူပါတမ်းမြာသည်ဆယ်လုံးเนาะတမ်းမြာသည်ဆယ်လုံးကိုကိုက ယာဟုနဲ့စနေနဲ့တွေ့တာဆိုတော့လေနော်တံမြာသီးဆယ်လုံးကိုဖះမှလှူပါနောက်တစ်ခုကဘဲသွားသွားတံမြာသီးတစ်လုံးကိုဆောင်းသွားပါအမျိုးသမီးတွေဆိုလဲပတ်စံအိတ်လေးထဲမှာတံမြာသီးတစ်လုံးထည့်သွားအမျိုးသားတွေဆိုလဲအိတ်ထောင်ထဲပဲဖြစ်ဖြစ်နော်ဘဲထဲမှာကားပေါ်မှာလဲတံမြာသီးတစ်လုံးထားအိမ်မှာလဲတံမြာသီးဆောင်းပြီးတံမြာသီးလှူပေးပါနော်တံမြာသီးလှူပါတံမြာသီးတစ်လုံးကိုဆောင်းထားပါနော်နောက်တစ်ခုကကျတော့ယာဟုစွန့်ကပ်ပါယာဟုကဘာလဲလို့ပြောရင်စံပြုတ် နော်စံပြုတ်ကိုတကြားခတ်ပြီးတော့ Yahoo ဆိုကတ်ပါဒါကတော့ကျမရဲ့ဘဘပြောတာသမီးရဲ့ Yahoo ဆိုကတ်ခိုင်းမှာတဲ့ Yahoo ဆိုကတ်ခိုင်းလိုက်တဲ့အဲ့လိုပြောတယ်အဲ့တော့ဒီချိန်မှာတော့တချို့လူတွေအရန်ခတ်ခဲတဲ့အတွက်နော်ဆိုကတ်ဖို့တောင်မှနော်တချို့လူတွေအဆင်မပြေရဲ့လူရှိရဲ့လေနော်အဲ့တော့ဒါပေမဲ့လေနော်ဖြစ်နိုင်မယ်ဆိုရင်တော့စံပြုတ်သေးဘူးတကြားလေးထည့်တကြားလေးထည့်ပြီးတော့ Yahoo ဆိုကတ်ပါပေါ့နော်ဒါကတော့ ဟိုလုံနိုင်တဲ့လူလုံပါပေါ့နော်မလုံနိုင်ဘူးဆိုရင်လေတံညာသီးလေးတွေတံညာသီးလေးတွေဖះကိုယ်မှာကြလုံးပဲရှိရှိဖះကိုလူလူပြီးလို့ရှိရင်တံညာသီးလေးစောင်းထားပေါ့နော်အဲ့ဒါလေးတော့လုံပါပြီးလို့ရှိရင် နော်တရဏဂုံစိတ်တယ်လို့ပဲနောက်တစ်ခုကဂုံတော်ကိုးပါးကိုပူဇော်လို့ရပါတယ်အရဟံနော်ခါတလီကြရင်ကျမတို့အကျက်တဲ့ခက်ခဲတွေအများကြီးတွေ့ရပါတယ်နော်တေလူမျိုးပါတေတော့မယ်ဟာငါတေတော့မှာပဲလို့ကြုံရတဲ့အချိန်တွေကျမမှာရှိခဲ့တယ် နော်တကယ်ရှိခဲ့တယ်ကျမနော်ဒီနာဂစ်ကိုကြုံတဲ့အချိန်လုံးကလပွတ်တာဘက်မှာကျမတို့သွားပြီးတော့သွားပြီးတော့တည်င်းနေယူရတဲ့ကာလနော်အဲ့ဒီထဲမှာမြစ်ကိုဖြတ်တဲ့ခါမြစ်မှာမုန်တိုင်းမိတယ်ကျမမုန်တိုင်းမိတယ်မိတဲ့ခါကျကျမဘာလုပ်ရမလဲဘာရွတ်ရမလဲမသိဘူးတံပုတ်တွေအဆဆုံးရွတ်ဖို့ကတံပုတ်တွေလည်းမရတော့ဘူးအဲ့တော့ဘာပဲရွတ်နေလဲဆိုတော့လေခေါင်းကိုလုံးဝငုတ်ပြီးတော့ကိုဗုဒ္ဓံတန်ကိစ္ဆာမိတပန်းတန်ကိစ္ဆာမိတန်ငန်တန်ကိစ္ဆာမိဒါကိုပဲကျမတောက်လျှောက်ရွတ်နေတာနော် နောက်တစ်ခုကဘာလဲအရဟံ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 လည်းဖွားလို့ရတယ်ဗုဒ္ဓံတဏ္ဍာရိသာမိဓမ္မံတဏ္ဍာရိသာမိသံဃံတဏ္ဍာရိသာမိဒါကိုလည်းတောက်လျှောက်ဖွားလို့ရပါတယ်เนาะအဲ့တော့ကျွန်မပြောချင်တာကဧပြီလထဲမှာတဘာဝဘေးတစ်ခု ရှိပါတယ်အဲ့ဒီဘေးဟာရှိပါတယ်เนาะကျွန်မတို့အခုစနေအပြောင်းမှာတောင်းကျွန်မတို့ဒီလောက်ခံလိုက်ရတာ နော်စနေနေ့ယာဟုနဲ့တွေ့တဲ့အချိန်ဟာကျမတို့ဂယုစာရမယ်အချိန်ကာလတခုဖြစ်ပါတယ်နော်မဖြစ်ဘူးဆိုရင်တော့အဲ့ဒါအရန်ကောင်းပါတယ်နော်ဖြစ်နိုင်ဖို့အတွက်80ရာခိုင်နှုန်းလောက်ကရှိနေတယ်အဲ့ဒါမြန်မာနိုင်ငံတနိုင်ငံတည်းတော့မဟုတ်ပါဘူးနိုင်ငံတကဘာလုံးနဲ့ဆိုင်ပါတယ်နော်တကဘာဂျူရီဆိုတာကျမတို့ဂျူရီကောင်းကင်ကဂျူရီသွားနေတာ ဒါကဘာကြီးနဲ့ဆိုင်တဲ့အတွက်မြန်မာနိုင်ငံကပဲဂရုစိုက်ရမှာမဟုတ်ပါဘူးအခြားနိုင်ငံမှာနေထိုင်တဲ့လူတွေကလည်းเนาะဒီကာလတွေမှာဂရုစိုက်ပြီးပါအထူးသဖြင့်ဧပြီလ10ရက်နေ့ကနေပြီးတော့ဧပြီလ20ရက်နေ့အတွင်းဟာเนาะ Yahoo နဲ့စနေနဲ့เนาะ crossing ဖြတ်ပြီးတော့ under တူတဲ့အချိန်ထိတ်တိုက်နှစ်ခုထိတ်တိုက်တွေ့တဲ့ကာလဖြစ်ပါတယ်အဲ့ဒါကြောင့်ကျမကအားလုံးကိုမြတ်တာနဲ့เนาะဒါမျှဝေပါတယ်เนาะကျမလည်း အားလုံးကိုကျွန်မမြစ်တာပို့ပေးနေပါတယ်နေ့တိုင်းကျွန်မတရားလဲထိုင်နေမြစ်တာလဲပို့တယ်ကျွန်မတခြားဘာမှကျွန်မလုံးမပေးနိုင်လဲအတွက်ကျွန်မမြစ်တာပို့ပေးတယ်အားလုံးကိုအဲ့တော့အခုလဲကျွန်မတက်ထားတဲ့နက္ခတ္တဒေတာပညာရဲ့နဲ့ကြည့်တယ်ကျွန်မတယောက်တည်းရဲ့အပြောအမြင်လဲမဟုတ်ပါဘူးကျွန်မကြည့်တယ်ဖဖေကိုကျွန်မဖဖေကိုမေးတယ်ကျွန်မဖဖေကလည်းနက္ခတ်ကို ်တက်ပါတယ်เนาะကျွန်းချင်းချင်းကိုဖဖေးလဲတက်တော့ဖဖေးကိုမေးတော့ဖဖေးကလည်းဟုတ်တယ်တဲ့ဒါစုံတော့မယ်တဲ့ကျွန်မဘာဘာကိုလည်းကျွန်မမေးတယ်ဘာဘာကလည်းဟုတ်တယ်စုံတော့မယ်တဲ့အဲ့ခါကျရင်ပူပြီးတော့စိုးနိုင်တယ်တဲ့ဘာဘာကအဲ့လိုပြောတယ်အဲ့တော့ကျွန်မစိုးလိမ့်မယ်ဘာဖြစ်တဲ့အလန်တကြားကျွန်မမပြောရပါဘူးတကယ်လဲကျွန်မအဲ့လိုမပြောချင်ဘူးဒါပေမဲ့เนาะကြုံလာပြီးအခါကျရင်တော့ကျွန်မတို့ ကြိုတင်ပြီးတော့စီစဉ်ပါကြိုတင်ပြီးတော့ကာကွယ်ပါเนาะအဲ့တော့တတနာကုံကိုဆိုပါရွတ်ပါပူဇော်ပါပြီးရင်ဂုံတော်၉ပါးကိုပတိတစ်ပတ်လောက်တော့စိတ်ပါเนาะကျွန်မလည်းအမြဲတမ်းပတိစိတ်တယ်เนาะကျွန်မပတိအမြဲတမ်းစိတ်တယ်စိတ်တဲ့ခါကျရင်ကျွန်မရင်ဂုံတော်၉ပါးကိုကျွန်မကဒါအမြဲတမ်းစိတ်ဖြစ်တယ်အဲ့တော့ဟိုအခုချိန်မှာလည်းဂုံတော်၉ပါးကိုပတိစိတ်ပေးပါလို့ကျွန်မเนาะ တိုက်တွန်းပါတယ်မြစ်တာနဲ့တိုက်တွန်းပါတယ်ပြန်ပြောမယ်ဂုဏ်တော်၉ပါးကိုပတိစိတ်ပေးပါတမညာသည်၁၀လုံးဖျားမှလှူပါเนาะအဲ့ဒီကာလတွေမှာဂယုတဆိုင်နဲ့နေပါเนาะပြီးတော့ကြံတွင်းကာလမှာအပျော်အပါမလုပ်ပါနဲ့အပျော်အပါကိုပေါ့เนาะဘာကြောင့်လဲဆိုရင်အနေရဲ့ဘေးသဘာဝဘေးဟာကြာလာနိုင်တဲ့ကာလဖြစ်တဲ့အတွက်เนาะကျမတော့မလုပ်စေချင်ပါဘူးနောက်တစ်ခုကတော့ကျမတို့ဟိုဟိုစနေနေ့ Yahoo ဟာနော် ပြောမယ်ဆိုလို့ရှိရင်တော့မင်းယာဒီမှာရှိနေတဲ့အတွက်မင်းယာဒီမှာလက်ရှိတဲ့လူတွေဆန်းရှိတဲ့လူတွေကဂယုဆိုင်ရမယ့်ကာလဖြစ်ပါတယ်နော်အဲ့တော့မင်းယာဒီမှာဆန်းရှိတဲ့လူတွေလက်ရှိတဲ့လူတွေကဒီနှစ်ကဂယုဆိုင်ရမယ့်နှစ်ဖြစ်ပါတယ်နော်ယာဟုကဘယ်လောက်နေသလဲလို့ပြောရင် तू ကတစ်နှစ်လောက်နေတယ်နော်အဲစနေတစ်နှစ်ခွဲနေတယ်ယာဟုကစနေကတော့ तू ကသုံးနှစ်နေပါနေတယ်အဲ့တော့ ဒီကာလမှာတော့ဒါဂယူဆိုင်ရမယ်ကာလတဲမှာပါပါတယ်เนาะကျမတို့ရောတကဘာလုံးကောเนาะစနေနေ့ယာဟုနဲ့အတူတူမယာဒီမှာနေနေတဲ့ကာလဟာဒါခက်ခဲတဲ့ကာလဖြစ်ပါတယ်အဲ့တော့ဒီကာလမှာစိတ်ကောင်းစေတနာကောင်းထားပါအချင်းချင်းကူညီဖို့ကျမတို့အချင်းချင်းတယောက်ကိုတယောက်ကူညီဖို့เนาะဒါဟို ဟိုကျမလည်းနှလုံးသွင်းပါတယ်အဲ့တော့အများကြီးလည်းမပြောတော့ပါဘူးเนาะအဲ့တော့ကျမပြောချင်တာကသဏ္ဍာန်ကုံကိုအရေးရဲ့အကြောင်းရယ်ဆိုရင်ဗုဒ္ဓံသဏ္ဍာန်ကိသမိဓမ္မံကိသမိတန်ခံသဏ္ဍာန်ကိသမိသဏ္ဍာန်ကုံဒီပါအရဟံ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 ဒီလိုရပါတယ်ဗုဒ္ဓော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 ဒါမျိုးလေးတွေပေါ့เนาะဒါလေးတွေကိုရွတ်ပါခလုတ်တိုက်ရင်တောင်မှဆဲပြီးတော့မတိုက်ပါနဲ့ခလုတ်တိုက်ရင်တောင်မှဟေးဟိုကျမဗီဒီယိုတွေကြည့်ကြည့်ရပါတယ်တချို့ဗီဒီယိုတွေမှာဆဲတာမဆဲပါနဲ့ခလုတ်တိုက်တယ်ဆိုရင်တော့မှတော့ဗုဒ္ဓခလုတ်တိုက်လို့ရအရဟံ ယူလို့ရတယ်ဗုဒ္ဓံတန်ကိသမိဓမ္မံတန်ကိသမိတန်ကန်တန်ကိသမိဒါလေးတွေယူလို့ရတယ်เนาะလမ်းပေါ်ကနေဟိုငလင်လှုပ်သွားတဲ့ခါကျတော့ညီကြီးကမှန်တော့ကျမတို့က နော်အောက်မှာရေတွေပဲရှိတာရေပေါ်မှာမြေတီးတာအဲ့တော့မြေကြီးကွဲလာပြီဆိုရင်ရေထွက်လာမှာပဲအဲ့ဒါတဘာဝပဲအဲ့တော့ဒါတွေဟာနောက်ဆက်တွဲပေါ့နော်တဘာဝဘေးအနေနဲ့လေမုန်တိုင်းကြီးလာနိုင်တယ်ဆိုတာပညာရှင်တွေပြောတယ်ကျမကတော့ဘေးရင်ပညာနဲ့ကြည့်တော့ဒီတစ်ခါတဘာပြည့်လေလဲပါမယ်ရေလဲပါမယ်ရာဟုဖြစ်တဲ့အတွက်လေရောရေရောပါမယ်လို့တွက်မိတယ်တွက်မိတဲ့ခါကျတော့အာမုန်တိုင်းကလည်းပြောတော့အော်မုန်တိုင်းနဲ့များသာသွားဟက်မိတာပေါ့နော်အဲ့တော့ ဘလို့ပဲပြောပြောကျမကတော့စနေနေ့ရာဟုနဲ့ဂျုံနဲ့အချိန်အတွက်ကိုကျမကစိတ်ပူတယ်အဲ့ဒါကြောင့်တရဏဂုံတီပါเนาะတံမြာသီးဆယ်လုံးကိုဖျားမှလှူပါเนาะစံပြုတ်တကြားစံပြုတ်ပေါ့เนาะစံပြုတ်ထဲကိုတကြားဖြူမယ်စံပြုတ်ကိုတကြားဖြူပြီးတော့ဖျားမှလှူပါအိတ်ထဲမှာတံမြာသီးတစ်လုံးကိုအငဲတန်းဆောင်ထားပါတနေ့ကိုဂုံတော်ကိုပါပတိတပတ် နေတိုင်းစိတ်ပါအချိန်ရတယ်ဆိုရင်တော့ပရိတ်ကြီးဆက်တတ်တုတ်ကိုနော်အပန်ထွက်ပြီးတော့ပရိတ်ကြီးဆက်တတ်တုတ်ကိုအိမ်မှာလဲဖွင့်မယ်ကိုယ်တိုင်လဲရွတ်မယ်ဒါမျိုးတွေလုပ်ပါလို့ جماعه အားလုံးကိုမြတ်တာနဲ့တိုက်တွန်းပါတယ်ရှင်အဲ့တော့ جماعه ကိုခွင့်ပြုပေးပါနော် جماعه လဲအားလုံးအတွက်ကို جماعه လဲမြတ်တာပို့ပြီးတော့ جماعه လဲဆူတောင်းပေးနေပါတယ်နော် جماعه တတ်နိုင်တာအကုန်လုံး جماعه လုပ်ပါမယ်အခုတော့ဒါမြတ်တာပို့ဆူတောင်းဒါပဲ جماعه အခုလုပ်နိုင်တဲ့အတွက်တော့ ဒါလေးကျမအနေနဲ့အကောင်းဆုံးလုပ်ပါမယ်မြန်မာနိုင်ငံအတွက်ကောတကဘာလုံးအတွက်ကောကျမတက်တဲ့နက္ခတဗေဒပညာနဲ့အငြင်းတန်းဒါကွက်ချက်ပြီးတော့နော်အသိပေးစရာပေးလိုက်ပေးရမယ်အသိပေးသင့်ပေးလိုက်တာဒီဟိုကျမပြဝေပါမယ်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ချစ်တော်သူများအားလုံးကျမ်းမာကြပါစေချမ်းသာကြပါစေနှလုံးစိတ်ဝမ်းအေးချမ်း၍ဘေးကင်းလိုရာပြည့်ကြပါစေရှင်